မဲဆင်းများပြည့်စုံမှန်ကန်စေရန်နှင့်တောင်းဆိုလာကန့်ကွက်လာပြင်ဆင်လာများတင်ပြရရန်အချိန်ပိုမိုရရှိစေရန်အတွက်မဲဆင်းကိုအော်တိုဘာ20ရက်နေ့ထပ်မံတိုးမြှင့်ကတ်ထားကြေညာသွားမှာဖြစ်တယ်လို့ပြည်ထောင်စုရေကောက်ဖွဲ့ကော်မရှင်ကထုတ်ပြန်ပါတယ်။ပြည်ထောင်စုရေကောက်ဖွဲ့ကော်မရှင်သည်2025ခုနှစ်ဒီဇင်ဘာတွင်ကျင်းပမယ့်အထွေထွေရေကောက်ဖွဲ့အတွက်မဲဆင်းများကိုမဲဆန္ဒရှင်ပြည်သူများစီစစ်ကြေရှုနိုင်ရန်အတွက်2025ခုနှစ်စက်တင်ဘာ30ရက်နေ့မှအောက်တိုဘာ13ရက်အထိ14ရက်ကြာကတ်ထားကြေညာလျက်ရှိကြောင်းသိရပါတယ်။ ်မဲဆင်းများပြည့်စုံမှန်ကန်စီရန်နှင့်မဲဆန္ဒရှင်များလိုအပ်တဲ့တောင်းခံလွာတောင်းဆိုလာကန့်ကွက်လာပြင်ဆင်လာများတင်ပြရာတွင်အချိန်ပုံမူရရှိစေရန်အတွက်မဲဆင်းကို2025ခုနှစ်အောက်တိုဘာ14ရက်မှ20ရက်နေ့အထိ9ရက်ထပ်မံတိုးမြှင့်ကတ်ထားကြေညာသွားမှာဖြစ်တယ်လို့ပြည်ထောင်စုရေကောက်ဘွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ တို့ဖြစ်ပါ၍မိမိအမည်မဲဆင်းတွေမပါဝင်ပါကပုံစံ၃ဖြင့်မဲဆင်းတွေအမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်းမပါဝင်တဲ့သူများပါဝင်နေပါကပုံစံ၄ဖြင့်ကန့်ကွက်ခြင်းမဲဆင်းပါအချက်အလက်များမှားယွင်းနေပါကပုံစံ၄ကားငယ်ဖြင့်ပြင်ဆင်လာတင်သိမ်းခြင်းတို့ကို၂၀၂၅ခုနှစ်အောက်တိုဘာ၂၀ရက်အထိဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်ထို့အပြင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်မဲဆင်းဆိုင်ရာကိစ္စရပ်များနှင့်ဆက်လင်း၍မဲဆန္ဒရှင်ပြည်သူများကသိရှိလိုသည့်များကိုစုံစမ်းမေးမြန်းနိုင်ရန်နှင့်ကြုံတွေ့ရတဲ့အခက်အခဲများကိုတင်ပြနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြည်ထောင်ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနတို့မှတာဝန်ရှိသူများကတာဝန်ခံဖြစ်ကြားမဲ့ call center များတွင်ဖွင့်လှစ်ထားရှိပေးထားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါ call center များသို့စုံစမ်းမေးမြန်းခြင်းသတင်းပေးပို့ခြင်းမဟုတ်ဘဲအနောက်ရှက်ပေးဆက်သွယ်လာတဲ့တယ်လီဖုန်းများကိုမှတ်တမ်းတင်ကရေဖုန်းစင်ကပ်များကိုပိတ်သိမ်းသွားမှာဖြစ်ကြောင်းလည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။